ရော်နယ်ဒိုကိုရန်လေးစားတယ်အားကျတယ်လို့ဝန်ခံလိုက်တဲ့မက်ဆီပရိသတ်များလုံးပဲမိလားများတနာအိမ်ဘက်ကိုရှေ့ကအွန်လိုင်းအကျင့်ကနေပြန်လဲကြိုးလိုက်ပါရင်လီယိုနယ်မက်ဆီကတော့ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ပတ်သက်ပြီးသူ့ရဲ့အမြင်တွေကိုနောက်ထပ်တစ်ပတ်ပြောလို့လာခဲ့ပြီဖြစ်ပါရင်မက်ဆီရဲ့ပြောစကားတွေကလေးစားမှုကလည်းဘာမှမပါခဲ့ဘူးဖြစ်ပါရင်ဆယ်ကြီးနှမဟာတူးချောင်းတူးပြောဆိုကြတဲ့ခါတိုင်းမှာလေးလေးစားစားနဲ့သာပြောဆိုနေရှိပြီးဖန်နီကသာကြိုက်နေကြတာလို့ဆိုရတော့မှာဖြစ်ပါရင်ကလပ်ကဘာဗလာပြိုင်ပွဲအုပ်စုအိမ်မှာမက်ဆီရဲ့အင်တာမိုင်အမီအသင်းဟာပေါ်တူဂီထိပ်သီးကလပ်ပေါ်တိုအသင်းကိုနှစ်ကိုးတိုးနဲ့နိုင်ယူနိုင်ခဲ့ပါတယ် မက်ဆီဟာသူ့ရဲ့ပုံစံတိုင်းအင်တာမိုင်အမီအတွက်အနိုင်ကိုကိုဖရီကစ်ကနေနှစ်လပပကြောကြောရွရွကန်သွင်းယူခဲ့တာဖြစ်ပါတယ်။မိုင်ယာမီအုပ်စုတွင်အင်အားနဲ့အဆုံးသင်းလို့တတ်မှတ်ချင်းခံထားပြီးလှည့်ပြန်ရမယ်လို့ထင်မြင်ချင်းခံထားတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့မိနေတာကမက်ဆီဆိုတဲ့စေကြီးတစ်ပါးပါနေတာဖြစ်ပါတယ်။ပွဲပြီးမှဒေးစပို့ကနေပြီးမက်ဆီကိုရော်နယ်ဒိုအပေါ်သူ့ရဲ့အမြင်ကိုမေးမြန်းခဲ့ပါတယ်။ဒီအချိန်မှာမက်ဆီကကျွန်တော်တို့ကိုရန်လေးစားပါတယ်။သူ့ရဲ့ကစားမဘွားကိုလည်းရန်လေးစားပါတယ်။ သူကလည်းရှိမှလည်းအမြင့်ဆုံးအဆင့်တန်းမှာကစားပြနေတုံးဖြစ်ပါရင်ဒါကအထူးဆန်းတော့လည်းမဟုတ်ပါဘူးသူကရိုနယ်ဒိုပဲလေဒီလိုပဲဖြစ်နေရမှာပါကျွန်တော်နဲ့သူနဲ့ကကွင်းတွင်းမှာပဲပြင်ပြိုင်ခဲ့တာပါနှစ်ယောက်စလုံးကိုအတင်းတွန်အကောင်းဆုံးပေးဆက်ဖို့ပဲစ조사ခဲ့ကြပါရင်ဒါကြောင့်ရှင်ပြိုင်မှုမှန်သမျှကကွင်းထဲမှာပဲကျန်နေခဲ့မှာပါကွင်းပြင်ပမှာတော့ကျွန်တော်နှစ်ယောက်ကတော့တံပယ်လူသားနေဦးပါပဲကျွန်တော်တို့ငွေချင်းတွေတော့လည်းမဟုတ်ပါဘူးဘာလဲဆိုတော့ကျွန်တော်တို့ဒီလိုအချိန်မပြုံးခဲ့ကြဘူးလေဒါပေမဲ့ကျွန်တော်တို့ဒီလိုရှိနေချိန်တိုင်းမှာအတူကိုတူလေးလေးစားစားနဲ့အပြည့်ဝဆက်ဆံခဲ့ကြပါတယ်လို့ပြောသွားခဲ့တာဖြစ်ပါတယ်အသက်38နှစ်အရွယ်ရှိပြီဆိုပေမဲ့မက်ဆီနေနဲ့လူငယ်လေးနဲ့အပြိုင်လုံးပြနေတော့မော်ဆ န်ဆန်ဖြတ်ကျော်ပေးပို့မှုတွေကိုပြသနေတော့မှဖြစ်ပါတယ်။ဘော်ဒိုဆိုတာပေါ်တဂီလရဲ့ကြီးသုံးကြီးတဲ့ကထိပ်သီးအသင်းဖြစ်တယ်လို့ချန်ပီယံလိနှစ်ကြိမ်တိတိအရယူထားတဲ့အသင်းဖြစ်ပါတယ်။အင်တာမိုင်အမီတို့ပွဲစားမှာတင်ဥဆောင်ကိုပေးလိုက်တာကြောင့်ရှုံးမီလိုမှတ်ယူထားခဲ့တာပါ။ဒါပေမဲ့မက်ဆီရဲ့ဆွဲချင်လာပေးမှုနဲ့အတူမိုင်အမီတို့ကမ်းပတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းအစမှာမိုင်အမီတို့ခြေပါကိုစားရခဲ့ပြီးစီဂိုဗီယာကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မိုင်အမီတို့အနိုင်ကိုကိုတော့ပွဲစားချင်း54မိနစ်မှာမက်ဆီကဂိုးရီယာထိပ်ပါရရှိတဲ့ပန်နာဒီကိုလှလှပပတေးတေးတတ်တတ်နဲ့အဆုံးသတ်ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ်မက်ဆီအားတပွဲလုံးမှာဘောလုံးပေးပို့မှုပေါင်း56ချိန်တိပြုလုပ်ခဲ့ပြီး89ရာခိုင်နှုန်းထိအောင်မြင်ခဲ့ပါတယ်။ပြိုင်မဲ့အေရာတွေကိုပေးပို့မှု9ချိန်ပြုလုပ်နိုင်ခဲ့ကခွင့်အများစွာကိုလည်းဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်ဂေါ်ဂျီဟာအင်တာမိုင်အမီအတွက်60တပွဲကစားပေးပြီးတွင်းကို90ပြေးသွားခဲ့ပြီဖြစ်ပါတယ်။မက်ဆီရဲ့ကစားမပွားစုစုပေါင်း9ပွဲပတ်သက်မှုကလည်း1150ချိန်တိရှိလာခဲ့ပြီးဘောလုံးတစ်ပိုင်းမှာအများဆုံးပါပဲ။ ဘောလုံးသမားရဲ့ free kick သွင်းကိုအများဆုံးကစားမကဂျူနီယော89ကိုပီလီ89နဲ့မက်ဆီ68ကိုဖြစ်ပါတယ်။မက်ဆီအနေနဲ့ပီလီရဲ့စံချိန်ကိုချိုးသွားဖို့ရလဲနီးစပ်နေပြီဖြစ်ပါတယ်။မက်ဆီရဲ့ကစားမဘောကသွင်းကိုပေါင်းကလည်း166ကိုတိရှိလာခဲ့ပြီဖြစ်ပါတယ်။ပွဲစဉ်အကောင်းဆုံးကစားမစုကိုလည်းစေကြီးနေနဲ့သိမ်းပိုင်နိုင်ခဲ့ပါသေးတယ်။အင်တာမီယာမီယာတမန်ရယုံနဲ့အောက်စုကနေနောက်ဆင့်တက်ပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအောက်ကစားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။